ုန်ဖူပန်နာရဲ့လူသတိမထားမိရဲ့လှုပ်ဝက်ချက်များမင်္ဂလာပါခင်ဗျ great movie ကနေပြီးတော့ကြိုဆိုလိုက်ပါရီကုန်ဖူပန်နာကဇကားစုစုပေါင်း၄ကားထိထွက်သားပြီးပါပြီ series အနေနဲ့လည်းထွက်ရှိထားရှိပါရီဒါတွေပါထဲထွက်ရင်တော့အများကြီးပါပဲအဲဒါမဲ့အခုပြောပြမှာကတော့ original movie ၄ကားတွေကလူရဲ့သတိမထားမိရဲ့လှုပ်ဝက်ချက်တွေကိုကျွန်တော်ရဲ့ဒီနေ့ video ကနေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါတွေကိုသိပြီးသွားတဲ့အခါမှာကွန်ဖူပန်နာဇလန်းကိုပေါ်ပေါ်ပေပေဖန်တီးခဲ့တာမဟုတ်ဘူးဆိုတာကိုသိသွားလောက်ပါပါ အရေးဆုံးပိုလဲကျသွားတဲ့ဒီခန်းမှာဆိုရင်ဒါကပိုသူ့ဖေနဲ့တူတူခောက်ဆွဲဆိုင်မှာပဲရှိနေသေးတဲ့အချိန်မှာဘာလို့ဒီလိုမျိုးပြောနိုင်တာလဲဆိုတော့ brain ပေါက်မှာ furious fight ရဲ့အယုတ်လေးတင်ထားအကြောင်းပါဒီမှာနေရာမှာရေးဆွဲထားတဲ့ January ကိုင်ရဲ့ပုံကိုပါတွေ့ရမှာပါ January ကိုင်ကကိုဖူးပန်တာ3လောက်မှာပါလာတဲ့ဇက်ကောင်ဖြစ်လို့ပထမဆုံးဇက်ကားလေးကဒါအောင်မိတ်ဆက်ထားတာပါပြီးတော့နောက်ထပ်ပြောရရင် January ကိုင်ပေါ်လာတဲ့အချိန်မှာတလောကလုံးကသူ့ကိုမသိပါဘူး မာဇာဦးခွေးကိုပဲလူတွေကတီးကြတာပါဇန်နွေကိုင်းမကြည်နဲ့တာလေဒီကိစ္စအောင်ပါပဲတချင်ကမာစတာဦးခွေးနဲ့တူတိုက်ပွဲတွေဝင်ခဲ့ပေမဲ့လူတွေကသူ့ကိုမတီးရကောင်းလားဆိုပြီးတော့ဖြစ်နေတာပါဒီမှာဇန်နွေကိုင်းနဲ့ပိုနဲ့စားတွေ့တွေ့ချင်းပါပဲပိုကဇန်နွေကိုင်းကိုသိနေခဲ့ပါပြီ You must be the dragon warrior and you must be Kai beast of vengeance maker of widows Yes finally Thank you ဒီတစ်ချက်ကပူရဲ့နေရံမှာကင်မုံရှိနေကြတာဖြစ်လို့ပူဘာမှမဖြစ်လာသေးခင်တည်းကဘသူမှမသိတဲ့ကင်ကိုသိနေရလဲဖြစ်နိုင်ပါ ರಿ နောက်ပြီးပူကကွန်ဖူယူဆိုတော့သူမသိတဲ့ကွန်ဖူပညာရှင်ဆိုတာမရှိတာမလို့သိနေရလဲဖြစ်နိုင်ပါ ರಿ နောက်ပြီးတော့ဒီခန်းမှာဆိုရင်လေပိုးကသူရဲကောင်းနေရဲ့လက်နက်တွေကိုလိုက်ကြည့်နေတဲ့အခန်းမှာနေရံမှာဂျန်ရယ်ကိုင်းရဲ့အကြောင်းကိုမှတ်တမ်းတင်ထားတာတွေ့ရမှာပါ။ ောက်တစ်ခု Furious Fight နဲ့ Master Shifu တို့လေ့ကျင့်နေကြတဲ့ဒီခန်းမှာ slow motion နဲ့ကြည့်မယ်ဆိုရင်မွေဟို Master Shifu ကဒုံးနဲ့မွေရဲ့လေမင်းကိုရိုက်လိုက်တာကိုတွေ့ရမှာပါ။ဒါကတကယ်လက်တွေ့နဲ့နှီးစပ်ပါရီ။အပြင်မှာလည်းမွေရဲ့အားနေချက်ကသူ့ရဲ့ခေါင်းအောင်နာနေရလေမင်းကသူ့ရဲ့အားနေချက်ပါပဲ။ဒီလိုမျိုးဒီတေးကြကြပြင်ဆင်ခဲ့တာပါ။နောက်ပြီးတော့ Master Shifu ရဲ့နာမည်မှာလည်း Master ဆိုတာကတော့ဆရာကိုခေါ်တာဖြစ်ပြီးတော့ Shifu ဆိုတာကလည်းတရုတ်လူဆိုရင်တော့ဆရာပါပဲ။ဒီတော့ဆရာဆရာကြီးလို့ခေါ်တာလည်းဖြစ်နိုင်ပါရဲ့ ဆရာကြီးရဲ့ဆရာကအဲ့လိုမျိုးအထိပယ်တက်ရောက်ပါလေပို့မာစတာဦးကွေးရွေးချယ်လိုက်တဲ့အချိန်မှာလေမာစတာရှီဖူးကကွန်ပလင်းလိုက်တတ်တဲ့အချိန်မှာမာစတာရှီဖူးနဲ့သဘောရရင်တိုက်ဆိုင်နေသူရှိပါလေသူကတော့မြောက်ပါမြောက်ကဒီမှာခိုးကြည့်လိုက်တာကိုတွေ့ရပါလေနောက်ပြီးသူရဲကောင်းကြီးရဲ့ပစ္စည်းထားတဲ့အခန်းထဲမှာပူကြကွဲသွားတဲ့သူရဲကောင်းကြီးရဲ့ဝိညာဉ်ထဲထားတဲ့အိုးကအတန်တန်ထွက်လာပါလေအဲ့ဒီတန်က300 draft car တွေကစစ်တီချီတက်လာတဲ့အတန်ကို အစ်ပန်ယူထားတာပါနောက်ပြီးတော့နားနေတဲ့ခန်းထဲမှာငှက်ကဒီလိုမျိုးခြေတစ်ချောင်းထဲပေါ်မှာနားနေတာကလည်းယုတ်တိရှိခဲ့ပါတယ်တကယ်ပြန်မှလည်းငှက်တွေကသူတို့အနားယူတဲ့အချိန်မှာခြေတစ်ချောင်းထဲပေါ်မှာပဲရက်နေလေးရှိကြပါတယ်မာစာရှိဖူးကမာစာဦးခွေးကိုပန်နာကို Dragon Warrior ယူလိုက်တာအောင်မကျေနပ်လို့လိုက်ပြီးတော့ပြောတဲ့အခန်းမှာ Panda Master that panda is not the dragon warrior he wasn't even meant to be here it was an accident ဒါကမတော်တဆမှုတစ်ခုလို့မာစတာရှိဘူးကပြောပေမဲ့မာစတာဦးဝေးကတော့မတော်တဆဆိုတာမရှိဘူးလို့ပြောခဲ့ပါတယ် There are no accidents Yes I know You've said that already ဒီစကားအရဆိုရင်အဲ့ဒီနေရာအဲ့ဒီအချိန်မှာပိုရောက်လာတာဖြစ်တဲ့အတွက်ပိုကထိုက်တန်သူလို့ဦးကွေးကယူဆပါတယ်ဒီတော့မာစတာဦးဝေးကအဲ့ဒီစကား အရဗုဒ္ဓရဲ့အယူကိုလက်ခံထားတဲ့ပုံပါပဲကံကိန်းရဲ့အကျိုးကိုလက်ခံထားတဲ့ပုံပါဖြစ်တဲ့လို့ဖြစ်လာတာတိုက်ဆိုင်တာတွေ တော်တဆတွေဆိုတာမရှိဘူးဆိုတဲ့စကားကိုနောက်ဆုံးအနေနဲ့ပြောသွားခဲ့ပါတယ်။နောက်ပြီးတော့ Master Shibu ကပိုတည်မီးရတာကိုမပြောလိုပုံစံနဲ့စကားထဲမှာမြင်နေရပေမယ့်ဒီမှာပိုးပဇက်တဲကပေါ့စီကိုလူတဲ့ခန်းမှာ slow နဲ့ခြားကြည့်ရင် Master Shibu ရဲ့ပျော်နေတဲ့မျက်နှာကိုတွေ့ရမှာပါ။နောက်ပြီးတော့ဒီခန်းနဲ့တစ်ဆက်ထင်းမှာပဲပိုးကိုပေါ့စီကိုလူခိုင်းတဲ့အခန်းကဂျက်ကီချန်ရဲ့စကားတွေကဇဝင်ခန်းတစ်ခုကို inspire ယူပြီးတော့ထည့်သွင်းထားလေဖြစ်ပါတယ်။နောက်ပြီးတော့ ပိုနဲ့တိုင်လန်တို့ချရတဲ့အခန်းမှာပိုပြုတ်ကျသွားတဲ့တစ်ပင်ကပိုဒီယိုလာဖို့ကြိုးစားခဲ့တော့ငါအသုံးပြုခဲ့ဘူးတဲ့တစ်ပင်ပဲဖြစ်ပါရည်။ဒါ ਉਹ လဲ sequence မီအောင်ထည့်ခဲ့တာဖြစ်ပါရည်။နောက်ပြီးတော့ပထမကားရဲ့နောက်ဆုံးကမ်းမှာပိုကတိုင်လန်ရဲ့လက်ကိုကင်ပြီးတော့အတွင်းအားသုံးတဲ့အကွက်ကိုမှတ်မိကြမှာပါ။ဒီမှာပိုပြောခဲ့တဲ့ဇာတ်ကားနဲ့မာစတာရှိဘူးပြောခဲ့တဲ့ဇာတ်ကားကတထက်တည်းတူနေရပါ။မာစတာရှိဘူးကပိုရဲ့လက်ကိုကင်လိုက်ချိန်မှာပိုကကြောက်လန့်တရားဖြစ်သွားတဲ့အချိန်ရှိဘူးက မင်းဒီအကွက်ကိုတိနေတယ်ပေါ့လို့ပြောခဲ့တာဖြစ်ပြီးတိုင်လန်းအောင်လေပိုးကဒီစကားကိုပဲပြောခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုရှည်သွားမှဆိုလို့တော့လောက်ပါပြီနောက်ထပ်3-5မှာလေကွန်ဖူပန်နာရဲ့လှုပ်ဝက်ချက်တွေရှိပါသေးတယ်ဒါတွေကိုလည်းနောက်ရက်မှာပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ် channel လေးကိုလည်း like and subscribe လေးလုပ်ထားခဲ့ဖို့မမေ့ပါနဲ့ဗျဒီနေ့ဖို့တော့ဒီလောက်ပါပဲ